အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့မင်းသမီးပူဇော်ပြုခင်လင်မယားက66ကာကြီးနဲ့တရားဆွဲလို့ပုံရှောင်နေရတဲ့စိုင်းဝင်တန်းလေးရဲ့ရင်းနှွေးခန်းစားချက်ဗီဒီယိုလေးကိုအားလုံးဒီအောင်သိပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဝေဖန်သုံးတက်ပြီးကြပါအောင်ဗျာအားလုံးလေးမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာအဲအခုဟာဗောနော် ူတို့ဘက်ကနေပြီးတော့66ခါချင်းနဲ့တရားစွဲမယ်လို့အဲကြားတယ်ဗောနော်ဒါပေမဲ့တကယ်ဟုတ်လားမဟုတ်လားကျွန်တော်လည်းမသိဘူးဗောနော်တကယ်ဆွဲမှလာမဆွဲဘူးလားတော့မသိဘူးဒါပေမဲ့ကျွန်တော်အဲပြောချင်တာကကြတော့ဟိုဟာ66ခါချင်းဆိုတာကဟိုဘယ်လိုပြောရမလဲတရေဖြတ်မှုလို့ပြီးလို့ချင်းချင်းချောက်မှုလို့ဆိုရတာမဟုတ်ဘူးလားတရေဖြတ်တယ်ဆိုတာမဟုတ်မှမဟုတ်တရေဖြတ်တာလေကျွန်တော်ကျွန်တော်တကယ်ခံလို့ကျွန်တော်တကယ်ထိုးခံလို့ကျွန်တော်အဲလောက်ခံလို့မလို့ကျွန်တော်တင်တာလေကျွန်တော်အမှလောက်ကြံပြီးတင်တာမှမဟုတ်တာ ပြီးရင်ချင်းချောက်ခံရတာကျွန်တော်လေစဲခံရတာလေကျွန်တော်ချင်းချောက်ခံရတယ်ကျွန်တော်ပြီးတော့ကျွန်တော်ကိုယ်လည်းချင်းချောက်တယ်ကျွန်တော်မိသားစုကိုလည်းချင်းချောက်တယ်ပြီးလို့ရှိရင်ကျွန်တော်ကလည်းစဲဆူတယ်မောင်းထုတ်တယ်အဲ့လိုလုပ်ခံရတာကျွန်တော်လေကျွန်တော်ကတရားမစွဲရဘဲနဲ့သူတို့ကပြန်ပြီးတရားစွဲမယ်ဆိုတော့ဖြစ်တင်ပါဒလားလုံးဝဖြစ်တင်ပါဒလားကျွန်တော်က တရားဆွဲကျင်တို့ဒီပြဿနာကိုစထုတ်တာမဟုတ်ဘူးကျွန်တော်ကသိသေးကျွန်တော်ဒီလိုမျိုးဝန်ထမ်းတယောက်ကိုအဲတတိယတယောက်ကအဲ့လိုမျိုးလက်ဟိုလက်ပါတယ်ဆိုတဲ့အကြောင်းကိုသိသေးကျွန်တော်ခြပြရနော်ကျွန်တော်ထိုးခံရတဲ့အချိန်မှာလည်းအဲ့ဒီဆိုင်ထဲမှာဝန်ထမ်းတွေအကုန်လုံးရှိတယ်ပြီးရင် CDU record တွေလည်းသူတို့ရှိနေမှာနော် CDU record တွေလည်းရှိပါတယ်အဲ့ဒီအချိန်မှာမီးလည်းမပြတ်ပါဘူး CDU record တွေလည်းရှိပါတယ်ဆိုင်ထဲမှာလည်းဆိုင်ဝန်ထမ်းတွေအကုန်လုံးရှိပါတယ်နော်ကျွန်တော်ထိုးတဲ့အချိန်မှာလည်းကျွန်တော်လောက်ကြံပြီးပြောထားတာတစ်ခုမှမရှိပါဘူးနော် အခုဆိုကျွန်တော်ကလည်းတငယ်ချင်းအိမ်မှာလာနေရတယ်เนาะကျွန်တော်အဆောင်မှာကျွန်တော်မနေရဘူးအဲ့လိုတခုခုပဲဖြစ်မှာဆိုလို့တို့ချင်းချောက်ထားရရှိတော့ကြာကျွန်တော်ကတခုခုကျွန်တော်ဖြစ်သွားအောင်ကျွန်တော်လာဆွဲမှမျိုးအဲ့လို66ကြောက်ကားကြီးနဲ့ဆွဲမှာရကြောက်လို့ကျွန်တော်အဆောင်မှာတော့မနေပါဘူးကျွန်တော်တခြားတယောက်တငယ်ချင်းအိမ်မှာလာနေရပါတယ်เนาะပြောချင်တာခံရတာကျွန်တော်ပါကျွန်တော်ခံရတာပါကျွန်တော်ကိုယ်တိုင်ခံရတာခံရတာကျွန်တော်ချင်းချောက်ခံရလဲကျွန်တော်အပြောခံရလဲကျွန်တော်အစဲခံရလဲကျွန်တော်ထိုးခံရလဲကျွန်တော်အဲ့ဒါကိုကျွန်တော်ကတရားမဆွဲဘဲနဲ့သူတို့ဘက်ကတရားဆွဲရဆိုတော့တရားဆွဲမယ်ဆိုတော့ ဖြစ်တယ်မှသလားဖြစ်တယ်မှသလားလုံးဝစဉ်းစားကြည့်ပါဦးခင်ဗျာကျွန်တော်ကျွန်တော်ဘက်လည်းတွေးကြည့်ပါဦးကျွန်တော်ကခံရပြီကျွန်တော်ကပြန်ဆွဲခံရတယ်လို့ပြန်ပြီးတော့တရားဆွဲခံရတယ်ကျွန်တော်တရားဆွဲမှုအကြောင်းတချောင်းမှမပြောခဲ့ပါဘူးကျွန်တော်ခံရတဲ့အကြောင်းကိုပဲအကုန်လုံးသိအောင်ပြောပြပေးတာဒါပေမဲ့သူတို့ဘက်ကကျွန်တော်တို့တခုခုအဲ့လိုတရားဆွဲတာဘယ်မှလုပ်လာရင်တော့ကျွန်တော်ဘက်ကလည်းအဲတက်ဆိုင်ရအကူအညီတောင်းပြီးတော့ကျွန်တော်လည်းပြန်လောက်ရမှာပါနော်သူတို့ဘက်ကဘာမှကျွန်တော်တရားဆွဲရဘာမှမလုပ်ဘူးဆိုတော့ကျွန်တော်လည်းဘက်ကဘာမှပြန်မလုပ်ပါဘူးဒါပေမဲ့သိအောင်လို့ချပြတာနော်သိအောင်ချပြတာကျွန်တော်အထိုးခံရတာကျွန်တော်လုတ်ခံရတာကိုသိအောင်လို့နောက်လူကြီးလည်းမခံအောင်လို့သိအောင်လို့ပြောပြပေးရနော် ဲ့ဒါကိုတခြားသူတွေကပေါ်ပင်လောက်တယ်ပါတယ်ထင်သေးရပေါ်ပင်လောက်စားကြောင်တခြားမှမရှိဘူးကိုခမ်းတာကိုပဲသိကိုတိုင်းခမ်းမှာကိုတိုင်းကြုံမှသိနေမယ်နော်